အစော့ဆိုတာတော့လက်ရောက်မှုပေါ့ညာနော်အဲ့တော့လက်ရောက်မှုကအခြေအနေမျိုးမျိုးမှာဖြစ်နိုင်တယ်ဟိုမှာပျော်ပွဲစားထွက်တဲ့နေရာဖြစ်ဖြစ်ပဲဆိုင်တိုင်းလူပိတ်ဆိုင်တိုင်းတဲ့နေရာဖြစ်ဖြစ်အဲကစားနေတဲ့ခါမှာတကောင်ဖြစ်နိုင်တယ်ပေါ့ဗျာနော်အဲ့တော့ common law အင်္ဂလိပ်ရိုးရာဥပဒေအပြင်တော့ပေါ့နော် assault ကိုနှစ်မျိုးခွဲလိုက်တယ်ဗျတခုကကြတော့ simple assault တာမန်လက်ရောက်မှုပေါ့ဗျာ ကြီးကြဲကြီးမဖြစ်ဘူးပေါ့ဗျာအဲနောက်တစ်ခုကဘက်ထရီလို့ခေါ်တဲ့ရာဇဝတ်မကင်းတဲ့အနိုင်အထက်ပြုလုပ်မှုဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော်အဲ့တော့သူတို့တွေကဘာကွာလဲဆိုရင်ခုဒီဗီဒီယိုမှာတော့တာမန်လဲရောက်မှုအကြောင်းကိုဆွေးနွေးသွားမှာဖြစ်တယ်အဲ့တော့တာမန်လျောက်မှု simple assault ဆိုတာကတော့လျောက်မှု ဆိုတဲ့အတိုင်းပဲ စိတ်ထဲကနေကြိတ်လုတာမဟုတ်ဘူးလက်ပါပါလာပြီဆိုတဲ့သဘောမျိုးပေါ့ကွာနော်ဥမာကွာလက်နဲ့ရိုက်မယ်လို့ရွယ်လိုက်တာမျိုးငါမျိုးနေရင်အုပ်လိုက်ရဆိုပြီးရွယ်လိုက်တာမျိုးဆိုတော့ကရွယ်လိုက်တယ်ဆိုတော့ကိုတိလက်ရောက်ကြီးတော့အနာတရဖြစ်စီခြင်းမှဖြစ်စီမယ်ပေါ့ဗျာတစ်ဖက်လူတွေးထွက်ခြင်းမှတွေးထွက်မယ်ဖူးယောင်ခြင်းမှဖူးယောင်မယ်တို့တော်လည်းပဲလက်ကရွယ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်ဒါလက်ရောက်မှုပေါ့ အဲ့တော့ပြစ်မှုတွေမှာအမြဲတမ်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိတယ်ဗျအဖြစ်မနေပေါ့နော်အဲ့ဒါကတော့ actress လို့ပြောတဲ့ action ပေါ့ဗျလှုပ်ရက်နဲ့ mandress လို့ပြောတဲ့စိတ်ကြံရွယ်ချက်ပေါ့ကဲစိတ်ထဲမှာဘာပြောဘလို့တွေးတွေးတယ်လဲဘလို့ကြံစီတယ်လဲအဲထူကြံစီချက်အတိုင်းလက်ကနေကိုလှုပ်လိုက်သလားပေါ့အဲ အဲ့ဒီနှစ်ချက်ပြည့်စုံမှာပြည့်မှုမြောက်တယ်လို့ခေါ်တာပေါ့နော်အဲ့တော့လက်ရောက်မှုမှာလည်းထူနီးလက်ကောင်းပဲပေါ့နော် Actarius နဲ့ Manrius အမြဲတမ်းလိုအပ်တယ်ပေါ့ကွာအဲ့တော့မိမိစိတ်ထဲကနေခြားတယောက်ကိုကြောက်ရွံ့အောင်ဒါမှမဟုတ်နားကျင်အောင်ဒီပါစီရဆိုပြီးစိတ်ထဲကနေ time တွေးစဉ်းစားနေုံနဲ့တော့အဲပြည့်မှုမမြောက်ပါဘူးပေါ့နော် တို့တော့လည်းပဲစိတ်ထဲမှာဂျန်စီဂျန်ရဲတဲ့အတိုင်းကိုလက်နဲ့တော့လည်းကောင်းနှုတ်တယ်တော့လည်းကောင်းကိုအမှုညာနဲ့တော့လည်းကောင်းပြုလုပ်လိုက်ပြီးဆိုလျင်တော့ပြမှုမြောက်သွားတယ်ပေါ့ဗျာနော်အဲ့တော့ဟိုတခြားလူတယောက်ကိုသကောင်းကြောင်ရအောင်ဖြစ်စေနာကျင်အောင်ဖြစ်စေ ထူးထူးဖြစ်မယ်လို့ယုံကြည်စေရန်ပေါ့နော်ကြံရွယ်၍ဖြစ်စေယုံကြည်တရားဒီကိုတိလျက်နဲ့ဖြစ်စေပေါ့နော်စိတ်แท้ကကြံစီတဲ့အပြင်လက်ကလည်းလိုက်လုံမယ်ကိုမူရားလည်းလုံမယ်ပြင်ဆင်မှုတွေလုံမယ်ဆိုရင်တော့ဒါကတော့လက်ရောက်မှုဖြစ်သွားပြီပေါ့ဗျာအဲ့တော့ပြန်ရှင်းပြရမယ်ဆိုတော့စိတ်แท้ကလည်းတိတ်တိတ်လေငါဒီကောင်ကမကျေနပ်ဘူးကွာနရင်အောင်မယ်ကွာဟာဒီကောင်မကျေနပ်ဘူးပါ နောက်ကြောတားနဲ့ထိုးမင်ကွာဆို ဟိုစိတ်แท้ကနေจိတ်တွေးနေတာမျိုးကတော့တွေးနေုံတော့နေတော့ဘာမှမဖြစ်ဘူးပေါ့ဗျာလက်မပါဘူးဆိုရင်ပေါ့လေအဲ့တော့ဘာဖြစ်နိုင်မလဲဆိုအကြံစိုးကြီးနဲ့စိတ်ပုတ်ကြီးရယ်စရီတော့ဖြစ်နိုင်တာပေါ့စိတ်ပုတ်တဲ့လူပေါ့အဲသူတော့ပြစ်မှုကြီးတော့မမြောက်ဘူးပေါ့လေအဲ့တော့ Tony ၎င်းပဲပေါ့နော်လက်ကမြင်ပြီးတော့တငယ်ချင်းကိုစားနောက်တယ်တငယ်ချင်းကလည်းသူကိုကစားနောက်မှန်တည်တယ်ကိုကလည်းစိတ်ထဲမှာသူ့ကို နာပါစီဆိုတဲ့အကြံမျိုးနဲ့လှုပ်တာမဟုတ်ဘူး ဲ့လိုမျိုးလက်ကရွယ်လိုက်ယုံမျှနေတော့လဲပေါ့ပေါ့လက်ရောက်မှုကမမြောက်ပြန်ဟိုဘာလို့လဲဆိုတော့စိတ်နဲ့ကိုယ်နဲ့နှစ်ခုဖြစ်မှလက်ရောက်မှုကဖြစ်မှာပေါ့လေနော်အဲ့တော့စိတ်ထဲမှာလည်းငါဒီကောင်လုံမယ်လို့တွေးထင်ထားတဲ့လက်ကလည်းလက်ကနဲ့လှုပ်လိုက်မှအဲ့လိုမျိုးပြင်မှုမြောက်တယ်ပေါ့ဗျာအစောမှာထပ်ပြီးတော့အရေးကြီးတဲ့ဟာရှိတယ်ပေါ့နော်ခုနရှင်းပြထားသလို ြစ်မှုတွေတစ်ခုဖြစ်ပေါ်ဆိုစိတ်ကလည်းယူရမယ်လက်ကလည်းလှုပ်ရမယ်ဆိုလို့ဒါက actress နဲ့ mandrias ဆိုတာအခြေခံသဘောတရားကိုပြောတာပေါ့နော်အဲ့ဒါကိုကအဲအဲ့လိုဆိုတော့ငါငါစိတ်ကိုလူမြင်တာမှတ်လို့ငါလက်ကလှုပ်ချင်တာလှုပ်ပြီးမှနောက်ကစိတ်ထဲမှာငါမရှိပါဘူးငါစိတ်ထဲမှာလို့စိတ်ကောင်းနှလုံးကောင်းနဲ့လှုပ်လိုက်တာပဲအစိတ်ကောင်းနှလုံးကောင်းနဲ့ဒီကောင်ကိုဝင်းတော့နေရိုက်လိုက်တာပဲလို့ပြောမယ်ဒီစနစ်ကိုမြင်ရမှာမဟုတ်တာဒီကောင်နေတက်တည်ပြနိုင်မှာမဟုတ်ပါဘူးလीဆိုပြီးတော့မှာ ပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အစော့ရဲ့အဲအနေတိတ်ပဲစကရက်တဲ့ဖွင့်ဆိုချက်မှာ intention or reckless or နဲ့ခံထားတယ်ပေါ့နော်တုံမဟုတ်ခံထားတယ် intention ရွယ်ချက်ရှိပြီဖြစ်စေတုံမဟုတ် reckless နမောနမေဖြစ်ပြီဖြစ်စေတခြားလူတခြားတစ်ဖက်သားသူကိုတဲ့ကြောက်ရွံ့သွားအောင်လှုပ်ဆောင်နေဆိုရင် ဒါကအစော့ဖြစ်တယ်တဲ့ဆိုတဲ့သဘောပါဗျာဥပဒေပြဋ္ဌာန်းတဲ့လူတွေကအချင်းမဟုတ်ဘူးပေါ့ဗျာတကယ်စိတ်ထဲမှာနာကျင်လို့စိတ်စိတ်မရှိပါဘူးလို့ပြောရင်းကစားပေါ့နော်တင်ကချားတယောက်ကဝင်းလုံးနဲ့ခေါင်းရိုက်ဖို့ရွေတယ်ရည်ရွယ်လိုက်တယ်ဆိုရင်ဒါကလည်း reckless ဖြစ်တာပဲပေါ့နော်ဒါဆိုလက်ရောင်မမြောက်တယ်ပေါ့ဗျာတင်းနေတဲ့စိတ်ထဲမှာ memory မရှိပါဘူးလေဆိုပြီးတော့တပါတူတော့ဒိုင်းနဲ့ခုတ်တယ်ဆိုတာလည်းဟာကြီး လူရတတာလောက်တာလို့ပြောလို့မရဘူးပေါ့နော်အဲ့ဒီတခုပဲရှိတယ်အဲ့တော့နောက်ထပ်အဆော့လေးရောက်မှုမှာအရေးကြီးတဲ့အရာတခုရှိတယ်အဲ့ဒါတော့ပါလဲဆိုပြုလို့ခံရသူ victim ရဲ့ fear ကအရေးကြီးတယ်ပေါ့နော်တင်းကလက်သီးနဲ့ထိုးမယ်လို့ခြံရွယ်လိုက်တယ်ဗျာတင်းစိတ်ထဲကတကယ်ထိုးမယ်လို့မကြံစီဘူးငါစတာနောက်တာလို့ပြောကောင်းပြောမယ်ဒါမှမဟုတ်ငါလက်ကတလို့ပဲမြဲဖြစ်နေတာငါလက်လဝိတ် ထိုးကျင်သားတော့လေလက်ကအသင့် position မှာထိုးမယ်ဆိုတာကြီးပဲဖြစ်နေတာသူတော့ငါတကယ်မထိုးပါဘူးကွာလို့ပြော link ကစားပေါ့နော်တဖက်သားက fear immediate hum ဟာငါထိုးတော့မှာပဲကြောက်သွားတယ်ဒါမျိုးဆိုတော့လက်ရောက်မှုဖြစ်တယ်ပေါ့နော်အဲ့တော့ victim ရဲ့ fear immediate hum ဆိုတဲ့ဟာကအရေးကြီးတယ်အဲ့တော့တဖက်လူကဘလို့ထင်တယ်ခမားပြုလုပ်မှုကိုတဖက်သူကကြောက်သွားသလားပေါ့အေးကြောက်ရမယ် ကြောက်မဲ့ချိန်မှာဘယ်လိုကြောက်ရမှာလဲ immediate harm ကိုကြောက်ရမှာဆိုကြပါစို့တင်းနေနဲ့လက်ကိုရွယ်လိုက်တယ်ကအဲ့ချိန်မှာ तू ကမကြောက်ဘူးအဲတငယ်ချင်းချင်းနောက်တာ ပြုတ်တာမို့လို့ तू ကအစ်စေးပဲမှမဖြစ်ဘူးအဲတစ်ဖက်တငယ်ချင်းကလည်းဗီဒီယိုလေးရိုက်ထားတယ်ဆိုကြပါအဲ့တော့ညနေကျမှဘုံဆိုင်ရောက်မှကထောက်ကစားတွေဖြစ်သွားတော့အဲ့ဒီဗီဒီယိုလေးကရှိနေတော့မနဲ့ပြန်မနဲ့ကြတော့ အော်ငါကြောက်သွားတယ်ကွာလို့ပြောလို့မရဘူးအဲ့တော့ငါမျိုးလက်ရောက်မှုနဲ့တရားစွဲမယ်ဟိုကောင်းစီမှာလည်းငါဗီဒီယိုရှိတယ်တွေ့လောက်မင်းလက်ရောက်မှုမြောက်ပြီးမင်းတော့သွားပြီးအစတဖြစ်လှုပ်လို့တော့မရဘူးဘာလို့လဲဆိုတော့ victim မှာလည်းပါဖြစ်လဲဆိုတော့ immediate half ရွေလိုက်တဲ့အခါမှာ तू ကတကယ်တီးဖြင့်ထင်သွားသလားတကယ်ကြောက်သွားသလားလန့်သွားသလားငါငါထိုးတော့မယ်ထင်နေဆိုတဲ့ immediate ဖြစ်သွားသလားပေါ့နော် immediate harm ရှိသွားသလားဆိုတဲ့အပေါ်မှာမူတည်တယ်ပေါ့ဗျာနော် ဲ့တော့ဒါကွန်မွန်လောသဘောတရားတွေပေါ့နော်အင်္ဂလိပ်ရိုးရာဥပဒေရရှိတဲ့အစော်ရဲ့အင်္ဂါရတွေလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့မြန်မာပြည်ရဲ့မြန်မာဥပဒေဒီမှာဘလို့ရှိလဲဆိုတော့မြန်မာပြည်မှာလည်းအတူတူပဲဖြစ်ပါတယ်ဒါအခြေခံချက်တွေအတူတူပဲဖြစ်တယ်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်ပြည်နယ်အကုတ်ကိုလည်းရာစသက်ကြီးကိုအင်္ဂလိပ်ဒီရေးခဲ့တာမို့လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ရာစသက်ကြီးရဲ့မြန်မာဘာသာပြန်ပေါ့ဗျာမြန်မာ မပါပြောလဲဆိုတော့ပုံမှန်350တက်မှာမိသူမဆိုးတဲ့မိမိရှေ့မောက်ရှိတူတယောက်တော့သူအားမိမိရဲ့ကိုအမှုရာနဲ့ဖြစ်စီတဲ့ဆိုတာလက်ကြီးပဲမို့နော်ကိုအမှုရာပါဖြစ်ပါတယ်ပေါ့တူတီမဟုတ်ပြင်ဆင်မှုဖြင့်တဲ့ကိုကဟိုဟာပေါ့ arrange plan လုပ်တာတွေပေါ့ပါတယ်ပေါ့နော်ပြင်ဆင်မှုဖြင့်တဲ့ထူတူအားအဲအမလာစိုးရင်လောက်အဲကြောက်ရွံ့တာတော့စိုးရင်တာတော့ထူကိုအမှုရာနဲ့ တူတီမဟုတ်တဲ့ထိုးတုဖြစ်စီရန်ဖြစ်စီတန်ရာတွေကိုတိလက်နဲ့၎င်းတဲ့အဲငါစိတ်ထဲမှာတော့ဟိုသူ့ကိုနာစီမယ်လို့လန့်စီမယ်လို့ကြောက်စီအဲလို့မရှိဘူးလေလို့ပြောလို့မရတဖက်သူကငါတို့လုတ်လိုက်ရင်နာသွားမယ်လန့်သွားမယ်ကြောက်သွားမယ်ကိုတိလက်နဲ့၎င်းတဲ့ကိုအမှုအရာကိုတဲ့ တို့မဟုတ်ပြင်ဆင်မှုကို ပြုလုပ်ရင်းတဲ့ထိုသူဒီလက်ရောက်မှုကိုကျူးလွန်နေမိတဲ့ဒါ apprehension တို့ခေါ်တဲ့တပတ်လူကစူးရင်သွားသလားကြောက်ရွံ့သွားသလားတပတ်သူရဲ့ immediate act ဟိုဟာပေါ့ဖြစ်မှုပေါ့နော်အဲ့ဒါလည်းရည်ကြည့်တယ်ဆိုတာဒီဒီပုံမှန်351မှာပါပြီပေါ့ဗျာအဲ့တော့ဥပမာသူကပေးထားတယ် မောင်မဲကူတဲ့ထိုးမယ်ဆိုပြီးတဲ့မောင်မဲယုံကြည်စေရန်ရည်ရွယ်၍ဖြစ်စေတဲ့ယုံကြည်တန်ရာဒီကိုတိလိရက်နဲ့ဖြစ်စေတဲ့မောင်ဖြူကမောင်မဲကိုလက်သီးနဲ့ရွယ်တယ်ဆိုရင်တဲ့မောင်ဖြူဒီလက်ရောက်မှုကိုကြီးလွန်နေမိတဲ့အဲ့တော့မောင်မဲကမောင်ဖြူကိုလက်နဲ့ရွယ်တိုင်းလက်ရောက်မှုရောက်တာမဟုတ်ဘူးဘယ်အပေါ်မှာလဲဆိုတော့ယုံကြည်ရန်ဖြစ်စေ ကြံရွယ်၍ဖြစ်စေဒါမို့ယုံကြည်တန်ရာနေကိုတိလျက်နဲ့ဖြစ်စေလို့တယ်ဆိုအဲ့ဒီချိန်မှာလဲရောက်မှုမြောက်တာပေါ့နော်ခေနောက်တစ်ခုကဥပမာသူကပေးထားတာမောင်မဲကို ခွေးကြိုက်စင်အံ့ဟု မောင်မဲယုံကြည်စေရန်ကြံရွယ်ပြီးဖြစ်စေယုံကြည်တန်ရာဒီကိုတိလျက်နဲ့ဖြစ်စေတဲ့မောင်ဖြူဒီခွေးဆိုးတကောင်ဤနှုတ်သီးဆွက်ကို ဖြုတ်စပြု၏တဲ့မောင်ဖြူဒီမောင်မဲကိုလက်ရောက်မှုကျူးလွန်သည်မိ၏တဲ့ အော်ငါဒီကောင်ကိုတကယ်ကြိုက်ပါစီဆိုတဲ့လုလုရမျိုးနဲ့လုတာမဟုတ်ဘူးဒီကောင်ဟွာအနေနဲ့အေးစတော့တဲ့သဘောနဲ့ငါချွတ်လိုက်တာလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့မောင်မဲကခွေးရဲ့နှုတ်တိစုတ်ကိုဖြုတ်လိုက်တယ်ဆိုမောင်မောင်ဖြူကတော့ယုံသွားမှာပဲလေနော်ယုံကြည်တန်ရာတွေကိုတိလျက်နဲ့မောင်ဖြူကဒီလိုဖြစ်နေတယ်လို့ကြောက်သွားမယ်ဆိုတာကိုတိလျက်နဲ့လှုပ်တယ်ဆိုရင်ဒါလက်ရောက်မှုဖြစ်တယ်တဲ့ အဲ့ဒါဒီမြန်မာဥပဒေမှာလည်းတူတူပဲဆိုတဲ့သဘောကိုပြောချင်တာဖြစ်တယ်။အဲနောက်တစ်ခုကပါလဲဆိုတော့စကားတက်တက်နဲ့ပြောလိုက်ရင်ကောလက်ရောက်မှုဖြစ်သွားနိုင်သလားပေါ့။နှုတ်နဲ့ပြောရုံကမျှနဲ့ပြည်မှုပျောက်ပျောက်မလားပေါ့လေနော်။အဲ့တော့အဲ့ဒီပုံမှာမူတည်၍အထက်ကလိုပဲပြန်ပြောရလို့ရှိရအထက်က definition လို့မျိုး immediate fear ဆိုတာရှိမလားပုံမှာပြန်မေးရမှာဖြစ်တယ်ကွာအဲ့တော့ဥမာဆိုကြပါစို့ ငါနောက်တပတ်တော့မင်းစီကိုလာပြီးမြို့ငါလက်တီးနဲ့လာထိုးမယ်ကွာလို့ပြောလိုက်တယ်ဆိုကြပါစို့အဲ့ဒါတော့လက်ရောက်မှမမြောက်ဘူးဘာဆိုတော့ဟိုလူကအဲနောက်တပတ်မှာထိုးမှာပေါ့အဲတကယ်အဲ့တိုင်းကိုသွားပြောသွားထိုးတော့မြောက်မှာပေါ့လေအဲ့တဲ့အနောက်တပတ်မှမြောက်မှာပေါ့နော်အခုဒီပြောပြောနေစဉ်အတွင်းမှာတော့ဒါအမှုမမြောက်ဘူးပေါ့ဗျာ အာနောက်တစ်ပတ်တော့မင်းစီကိုလာပြီးမင်းကလည်းမြို့ကလည်းတင်းနဲ့လာထုံးမယ်လို့ပြောလိုက်တော့အဆက်အဆော့မမြောက်ဘူးတို့တော့လည်းပဲနှုတ်နဲ့ပဲပြောလိုက်ပြီးမဲ့အဆော့မြောက်သွားတဲ့အချိန်ကြီးအချိန်ခါလည်းရှိတယ်ကွာဥမာဆိုကြပါစို့ conditional threat လို့ခေါ်တယ်မင်းပစက်ကိုပိတ်တာမင်းစောက်ပစက်ကိုပိတ်တာမင်းမပိတ်ရင်ငါမင်းပစက်မဟာနိုင်အောင်ငါလုပ်မယ်လို့ ကြိုးလိုက်တယ်ဆိုကြပါစို့ဒါကြတော့ငါနောက်တစ်ပတ်ကြာမျိုးလာပြီးထိုးမယ်ဆိုတာနဲ့မတူတော့အဲတစ်ချက်ဒီအခုမင်းအခုမင်းစောက်ပစ္စပိတ်တမပိတ်ငါမင်းပစ္စမဟာနာလုံမင်းဆိုတဲ့စကားကြတော့အခုချက်ချင်းဟိုတစ်ဖက်လူကကြောက်သွားတယ်ဟောနော်အဲ့တော့ဟို ပြောတဲ့လူကလက်ညှိုးကောက်ကောက်ထိုးပြီးပြောချင်မှပြောမယ်လက်ပိုက်ပြီးတော့ပြုံးစည်းစည်းနဲ့ပြောချင်မှပြောမယ်တစ်ဖက်လူကတကယ်ကြောက်သွားတယ်တကယ်ထင်သွားတယ်ဆိုရင်တော့ဒါ assault ကျူးလွန်ရရောက်သွားတယ်ပေါ့နော်ဆိုရတဲ့သဘောကတချို့သောအခြေအနေမှာဆိုရင်တင့်ရဲ့နှုတ်အာနှုတ်တက်တက်နဲ့ပြောဆိုမှုကလည်းပဲဒီလက်ရောက်မှုညှောက်နိုင်နေဆိုတဲ့တာရကတွေရှိတယ်ပေါ့နော်အဲ့တော့ဒါကလက်ရောက်မှုဆိုလို့အင်္ဂလိပ်လိုမှာじゃ assault ပေါ့နော်နေမှာလို့じゃတော့ဟို အနည်းဆက်ဆုံးပြန်ဖြောင်းပြန်လာတော့လက်ရောက်မှုဆိုတော့လက်ရောက်မှလို့ထင်တာပေါ့နော်တကယ်တော့လက်မရောက်လည်းနှုတ်ကြောင်နဲ့အဆော့ဖြစ်နိုင်နေဥမာအဖြစ်ဆိုရင် Crown versus Ireland and Crown versus Barstow ထောင်ကူအကူဆစ်ရှစ်မှာဆိုရင်အမှုတစ်ခုရှိရတယ်အဲ့ဒီအမှုမှာမျိုးသားတယောက်ပေါ့နော် Ireland ကမျိုးသားတယောက်ကမျိုးသမီးကိုအချင်းချင်းဖုန်းခေါ်တယ်လာတိုင်း ုန်းခေါ်ပြီးတော့ဘာပြောလဲဆိုတော့ဘာမှမပြောချင်းချောက်လားဆိုတော့လည်းမချင်းချောက်ဘူးအဲဟိုစိတ်ညစ်အောင်လှုပ်လားဆိုတော့လည်းလှုပ်တယ်ပေါ့ဘယ်လိုမျိုးလှုပ်လဲဆိုစကားဘာမှမပြောဟာစကားမပြောပဲဘယ်နဲ့ခင်ဗျာလည်းချင်းချောက်မလို့ဆိုတော့အဲ့ဒီဥမာတခါဖုန်းဆက်လိုက်တယ်ဟာတဖက်လူကဟယ်လိုဘသူပါလဲခင်ဗျာလို့ပြောရင်ဘာမှမပြန်မနဲ့တက်ရှူတိုင်းပဲအစတရှူတိုင်းပဲကြားရတယ်မြို့သူကြီးအဲ့တော့အင်းပေါ့တစ်ချိန်နှစ်ချိန်ခေါ်ယုံနေတော့ဘာမှမဖြစ်ဘူးပေါ့လေ အဲလာစရရရှစ်လလောက်ကိုအဲ့ဒီယောက်ျားအမျိုးသားရအဲ့လိုခေါ်ပြီးတော့ဘသူပဲဝါမှန်းလည်းမသိစကားလည်းပြောလာဆိုတော့မပြောအဲ့လိုနဲ့ကြာလာတော့အဲ့ဒီတစ်ဖက်ကအမျိုးသမီးကစိတ်ရောကရသွားတယ်ပေါ့နော်ဟာခမရလည်းဒါလေးမျလွယ်လွယ်လေးအဖုန်းလေးကို block ပြီးတော့မှလုတ်လိုက်တာမဟုတ်ဘူးလို့ပြောအရင်တော့ကတော့ချိုးဖုန်းကို1998ဆိုတော့ဟိုဖုန်းဆက်ဖုန်းကုတ်ဖုန်းနှီးတော့ကိုင်းတာပေါ့လေနော် ဒီနေ့လိုမျိုးဟာခုခေတ်လိုမျိုးလုပ်လို့မရဘူးလေနော်အဲအဲ့တော့ဆိုကြပါစို့ဗျတူချုပ်ပြောရရင်လူသမီးစိတ်ယောဂါရတော့တရားဆွဲတယ်ဗောနော်တရားဆွဲတော့တရားတို့ကြည့်ရဘယ်လိုဆုံးဖြတ်လဲဆိုအဲ့ဒီ၎င်းဖုန်းခေါ်တယ်အမျိုးသားအစောလဲရောက်မှုနောက်တယ်ဆိုပြီးတော့ဆုံးဖြတ်တယ်ဗောနော်အဲ့တော့တရားတို့ကြည့်ရဘယ်လိုပြောလဲဆိုတော့ a thing said is also a thing done တဲ့ပြောလိုက်တာလဲလှုပ်တဲ့ကဲ့သို့ပါပဲတဲ့ ဲ့တော့မြမစပုံလည်းရှိတယ်လေနော်နှုတ်ကြောင့်တေလက်ကြောင့်ကြီးတဲ့နှုတ်ကိုမဆောင်လို့မကောင်းတဲ့စကားတွေပြောဆိုခြင်းဖြင့်တေကြီးပျက်စီးတဲ့ဒီဖြစ်နိုင်တယ်လို့ဆိုလိုတာ ਉਹ လည်းနော်အဲ့တော့တရားသူကြီးကလည်းနှုတ်ကြောင့်တေလက်ကြောင့်ကြီးလို့ပြောတယ်လို့ပြောရမလို့ဖြစ်နေပြီပေါ့နော်မြမစပုံကရှိတာ哦အဲ့တော့ edge အမှုမှာတရားသူကြီးကဆုံးဖြတ်ခဲ့တာ a thing said is also a thing done ဆိုပြီးတော့မှဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒါက အစောလို့ခေါ်တဲ့လေယောင်မှုကြောင့်ဖြစ်တယ်ပေါ့နော်နောက်ဗီဒီယိုမှာဆက်လက်ဆွေးနွေးသွားပါမယ်